是真是假，别往心里。 ်အသက်18နှစ်ရွယ် Aris တယောက် shopping mall တစ်ခုမှာဈေးဝယ်ထွက်ရင်တတိတလုံးကိုဘာရဲမဟုတ်ကောက်ယူနန်းဆိုင်မိလိုက်ချေဘဝရဲ့ဖူးစာရှင်လောင်းကသူ့ကိုလှမ်းပြီးစိုက်ကြည့်နေတာတွေ့တော့ရှက်ခုရှက်ကန်းဖြစ်သွားရတယ်နောက်တော့သူတို့ကြီးမျက်လုံးကြီးပြန်ဆိုဘာရဲမဟုတ်ပဲဂိုင်းတူကျုံးမိသွားကြတယ်ဒီလိုပါပဲရခုံတမ်းအပြိုင်စီးကျင်ညီကြသူတိုင်းအခုလိုဘာရဲမဟုတ်တာတွေကိုရမဲရှာပြီးအပြုံးချင်းဖလဲကြနှလုံးသားတကားတွေဖွင့်ထားပါတယ်ဆိုလို့အချက်ပြတတ်ကြတယ်ဖလားဟိုကူကသူ့ထက်များပိုပြီးစိတ်လှုပ်ရှားနေလားမသိလေမော်တီတွေဘန်းနဲ့ကလေ င်လိမ့်ကြကုန်တဲ့အထိအယောင်ယောင်မမဖြစ်သွားလို့နှုတ်ဦးသားဟမ်ဆောင်တယ်လို့ဘိုင်းတူရဲချမိသွားပါတယ်။ Iris ရဲ့အဲ့ဒီဖူးစာရှင်အခုနာမည်က Josh Iris ရဲ့ရင်ပထဲကကဘာကြီးချက်ချင်းလင်းလက်သွားပြီးတကယ့်ကိုအတိတ်ပဲရှိသွားတဲ့ခံစားချက်မျိုးဘဝမှာနှစ်ချိန်ဖြစ်ဘူးပါတယ်ပထမတစ်ချိန်ကတော့အခုချစ်ရသူ Josh နဲ့စတင်ဆုံစည်းခွင့်ရတဲ့နေလေးပါပဲဒုတိယတစ်ချိန်ကတော့တိတ်မွေးလာတော့တဲ့အနာဂတ်မှာ Iris ကိုယ်တိုင်ချက်တိုင်းရအောင်ပဲဖြစ်ပျက်ပေးပြီးမှပဲပြောပြထုတ်မယ်နော် ဖူးစာရှင်မရင်ပေါန့်ဖက်ရစမြဲအခုလဲ Iris ကရှိကမ်းမှာအိပ်ပျော်နေငါနိုးလာတော့အိပ်ပုတ်လင်း အိတ်နေတာတော်တော်ကြာပြီကွာတဲ့ Iris ကသူတို့ကြီးစတွေ့တဲ့နေလေးကိုအိမ်မက်ပြန်မက်နေတာဆိုတော့အတိတ်ဟာသူတို့ရဲ့ရင်ထဲမှာနှွေးကနေပြန်ပြီးအသက်ဝင်လာတယ်သူတို့ဥတီလာမိတဲ့အိမ်ကတတော်ကြီးတဲ့မှာဖီဖီကြီးသိခန်းနာနေလို့အိမ်များမှားပြီးဝယ်လာမိသလားလို့ Josh ကပြောမိသေးတယ်ချစ်တယ်သာဆိုတဲ့ Josh ကပစ္စည်းအလေးကြီးတွေကိုကြာ Iris ကိုတဲခိုင်းထားပါလားအိမ်နောက်ရောက်ခန်းဒီမှာ Iris ရဲ့ challenge တွေတုံ့ဆိုင်မျက်နာချက်ချင်းမှိုင်းသွားတယ် Iris စိတ်ထောက်ကိုတော့တင်နေတဲ့ Josh ကဘာဖြစ်တာလဲအမှန်တိုင်းပြောတော့ဆိုတော့ Iris က Josh ရဲ့ တငယ်ချင်းတွေထဲမှာကက်ကူတော့သူမုန်းနေတဲ့ကက်ကပဝင်ယူမှအခုဘီလာကြီးတမကအနာကတက်တော်တွေရဲ့ပိုင်ရှင်ရရှာလူမျိုးစာကေးရဲ့လက်ရှိချက်ပေါ်ဒီတော့ဘဝင်ယူယောဂါကလေအင်ကြီးရှင်မလူစိတ်ကြီးဝင်လာတာမဆန်းမင်းကြောင့်ဘာမှမပြည့်စည်ပါဘူးပြုံးနေလိုက်ပါပြောသလိုဟန်ဆောင်နေလိုက်ပါတယ်ထင်ထားတဲ့အတိုင်းပါပဲလူကိုတွေ့တာနဲ့ကက်က Iris ကိုစိတ်မပါပဲအစပြန်ကနေနှုတ်ဆက်တာတိတ်တိတာလုံးနေတယ် ဗီလာထဲမှာတော့သူတို့ထက်ရင်ရောက်နေတဲ့အီလိုင်နဲ့ပက်ထရစ်တို့ကိုပြန်တွေ့ရတယ်။သူတို့ကလိန်သူချစ်သူဆုံးတွဲဂျော့စတိုတဲ့ကယင်းနိပီတာလေကမှာဆေးပြင်းလိုက်တဲ့သုံးတဲ့ဗီလာပိုင်ရှင်စာကြီးကိုတွေ့ရတယ်။ပြန်တွေ့ရတာဝမ်းသာတယ်လို့ပွက်ဖက်ပေမဲ့ဂျိုးရှီရဲ့မျက်နှာထားကသူတို့ချင်းအရင်ကတွေ့ဘူးဆုံဘူးယုံလောက်ပဲဆိုတာထင်ရှားနေပါတယ်။ရောက်ရောက်ချင်းစိတ်ကြိတ်ထောက်စရာတစ်ခုခုရွေးခိုက်နေတဲ့စာကြီးကိုအိုင်ရစ်ကရေးရင်ချိုးလိုက်ခြင်းနဲ့ဆိုတော့သူတို့ဆုံးတွဲနေရမယ့်အခန်းကိုညွန်ပြလိုက်တယ်။စာကြီးရဲ့မျက်လုံးတွေကအိုင်ရစ်ရဲ့နောက်ပိုင်းကလာမှာကျဆားနေတယ်။ အိမ်ရှင်မို့အခမ်းမဝင်မိမှာဆိုလို့လိုက်ကြည့်တာလဲဖြစ်ချင်းဖြစ်မှာပေါ့မက်ကက်ကပဲတိတ်ကောင်းလုံးလုံးလာမသိရေချိုးနေတဲ့အရင်းရှင်မျက်နှာမှာရေဆူလာနဲ့မဆူတာပဲကွာတယ်သူ့လှအငြင်းတဲ့အရောက်မပြောင်းလဲတဲ့အသားရေပိုင်ရှင်မျိုးရေချိုးပြီးတော့စားဝိုင်မှာသူတို့ဆုတ်ထိုင်မိကြချင်းပထရုကသူတို့ရဲ့အချစ်ဇလန်းကိုပြောပြရတယ်သူနဲ့အီလိုင်တို့ကမျက်နှာဟုတ်ပါတီတစ်ခုမှစတွေ့ခဲ့ကြတာအဲ့ဒီတော့ကပထရုကအီလိုင်ရဲ့ဒိုင်နိုဆောမိကိုမတော်စတက်နင်းမိထားလို့လာဖဲခိုင်းလိုက်တဲ့အီလိုင်ဒိုင်နိုဆောခေါင်းစုပ်ကိုချွတ်လိုက်တော့သူတို့ချင်း မျက်လုံးကြည့်စုံရင်ခုန်ပြီးဖူးစာချင်းနေဆိုတာအဲ့ဒီကလေးကချက်ချင်းသိသွားတာတဲ့ဒီတော့ Iris ကလည်းအားကြမခံသူလည်းကိုချင်းစားတယ် Jones နဲ့သူတို့စတွေ့တော့ကလည်းဒီလို ရင်ခုန်တဲ့ပုံစံမျိုးပဲလို့ပြန်ဖောက်တဲချမိလိုက်တယ်သူ Jones ကိုစတွေ့တဲ့အချိန်ကလေးကအဲ့ဒီလူစိမ့်ကိုကြည့်ပြီးတသက်လုံးသူပျော်ရွှင်နေဖို့အတွက်ဘာမစူပေးဆက်နိုင်တယ်လို့တော့ရင်ထဲဖြစ်သွားတယ်လို့ပုံဝင်လေးပြောချလိုက်တယ်ဇုံတွဲနှစ်တွဲရဲ့အခင်းကျင်းတွေက FSI ဘေးကြီးပဲမို့စကားဝိုင်းလေးပြောစရာပူကောင်းလာပါတယ် မိမချင်းစကားပြောပြကြတော့ Iris ကစာကေးပုံကသဘောကောင်းတဲ့ပုံပဲလို့ ADBB စကားကောင်းစလိုက်တယ်ကက်ကစာကေးမှာလူချင်းစရာတွေအဖြစ်ရှိတယ်ချမ်းသာတယ်ညံကောင်းတယ်မိမလာလည်းရှိတယ်လို့သူကသူကထည့်ပြောလိုက်တယ်နောက်တော့မှနင်ကလို့သဘောမကျဘူးလားကက်လို့ဆက်မေးလိုက်တော့နင့်ကငါကသဘောမကျတာမဟုတ်ဘူးနင့်ရဲ့ဖြစ်တည်မှုကငါကကအစားထုတ်လွယ်တယ်လို့ခံစားနေရလို့ပါတယ်ကက်စကားတွေကစမ်းနေတယ်အဲ့ခဏိမှသူတို့တွေကကြတယ်ပြီးတော့ချက်ကန်ကိုစီဖွင့်ကြတယ်ဂျော့စ်ကသူ့လူပါဖြစ် တာနဲ့ Iris ကိုကြုတ်ခိုင်းပြီး8တော့လို့တကူအောင်ဆက်ဆက်ပြောလိုက်တာတွေ့ရတယ်။ Iris ကတော့အဖြေကနှလုံးသားသက်သက်ထားရနေဆေးရသွားပုံစံမနဲ့အပြင်မှာနေအောင်ကြီးကတောက်ပကြည့်စင်နေတယ်။ Iris က Josh နဲ့တူအိမ်နာကအင်ဒဝိုင်မှာအတူလမ်းလျှောက်ထပ်ဖို့ခေါ်တော့ Josh ကမင်းညကအရက်နာကြာထားလို့သူမလိုက်နိုင်။ Iris ကိုတယောက်ထဲသွားဖို့တိုက်တွန်းလိုက်ပါတယ်။ RS နဲ့ George ရဲ့စကားကိုအမစ်လို့ထင်မှတ်လေသလားမသိအခန်းထဲကလေချက်ချင်းအိတ်ဆွဲပြီးထွက်သွားတယ်သူထွက်သွားအချိန်မှာ George ကဖုန်းနဲ့ UPS ကိုချိတ်ဆက်နေတာကိုတော့ Iris မတွေ့လိုက်ပါဘူး Iris အေးပဝင်းကြီးကတာယာမှုကိုငေးကြည့်နေရင်းကသူ့အိတ်ထဲမှာတွေ့ရတယ်မောင်ချက်တော့ဒလတ်ကြောင့်ဘာလို့အိတ်ထဲရောက်နေတာလဲလို့တွေးမိအောင်ဖြစ်သွားချင်အိရှင်စာကေးကအမှတ်မထင်ပဲသူ့နားကိုရောက်လာတယ်စိတ်ကြွယ်ရရဲ့မှာစစိမ့်နဲ့အတူမရှိတဲ့ဘူးလို့တွေးပြီး Iris လက်ထွက်မလို့လို့စာကေးကနေငါဗီလာနဲ့ရေကန်ကိုသဘောကျတယ် တယ်ဆိုရင်ဧည့်သည်လူမနေပါနဲ့ကွာရုရှားဖိုးကြည့်ဘူးအဖော်လူဖိတ်ပါအောင်လို့ဖိတ်ခေါ်တော့ Iris လည်းအာနာနာနဲ့ပြန်ထိုင်မိလိုက်တယ်မကြပါဘူးစာခေက Iris ကိုသူ့ကျော် Lucian လင်းခိုင်းတယ်အာနာနာနဲ့လူပေးနေတော့စာခေကတဆင့်တက် Iris ရဲ့လက်ကိုဆုပ်ကန်လာတယ်ပါဇက်ကလည်းပြက်တနာမရှိပါဘူးနင်ဒီမှာရှိတယ်တွားချင်သွားလို့ကက်ကပဲသူ့ကိုထိုက်တွန်းလိုက်တာတဲ့ Iris ကယုံယုံရွှင်ရွှင်နဲ့ကျမလက်ကိုလွတ်ပါဆိုတော့စာခေကနင်းလောက်ကထားပဲလေဘာအဆက်လုပ်နေတာလဲဆိုပြီး Iris ရဲ့ခါလေးကိုပါပိုင်ဆိုးပိုင်နေ ဖက်လိုက်ပါတော့တယ် Josh Gates ဤတိုင်းနဲ့ Patrick တို့လေးညကတောက်တာသင်များသွားတဲ့အကြောင်းလူကြီးကြုံနေတော့မောင်းချထားတက်လက်နဲ့သွေးတွေတကလုံးဆူရွှဲနေတဲ့ Iris ဝင်လာတော့အားလုံးလန့်သွားတယ် Josh ကပြီးတော့သူမရည်ရွယ်ပါဘူးတဲ့စာခင်းကသူ့ကိုလုံမတူပဲအားမကျင်းဖို့လာကြံတယ်သူ့ကိုသူကကွဲတာသူ့ဘမှာဘာမှမရှိဘူးလို့နီးတွားလေ Josh ကကြိမ်းမောင်းလို့စာခင်းကသူ့လူကိုမလိုက်လို့ Iris ကိုလေပင်းညှစ်သက်တယ်တကယ်လို့စာခင်းလက်ချက်နဲ့သာသူသိရင် Josh ကိုနောက်ကျရင်ထပ်မတွေ့ရတော့မှသူသိတ်စိုးရင်သွားတယ်အဲ့ဒီခံစားချက်က ေဘိတ်နှစ်ခံရတာထက်ရင်ထဲမှာပိုပြီးနာကျင်ရတယ်။ငါနှင်းကိုတိတ်ချစ်တယ်လို့ဆက်ပြောနေတော့မှာပဲ။ Josh က Iris အိတ်တော်လို့អော်လိုက်တာ Iris မက်ဖြူလန်သွားပါတယ်။ ့ Iris ပြန်နိုးလာတော့ Patrick ကသူ့ကိုထိုင်ခုံတလုံးမှာကျူးတဲ့တုံနေတယ်။ကက်ကလည်း Eli ကစိတ်ငြိမ်စေနှလုံးတက်ပြီးနားခိုင်းလိုက်တယ်လို့ပြောပြတယ်။ Josh ကသူ့လိုလုပ်ရမှာကရဲကိုဖုံးဆက်ပြီးဖြစ်ချောင်းကုန်စင်ပြောပြုံပဲတဲ့။ Eli က Iris ကိုကြည့်ပြီးဒီလိုမဖြစ်အောင်လုပ်ထားတာမဟုတ်လား။ဘာကြောင့်လဲဆိုတော့ Josh ကလည်း Iris ဘာချုံရင်းတွားလဲဆိုတာသူနားမလည်ဘူးတဲ့။နောက်ဆုံး Iris ထတော့လို့အမိပေးလိုက်တာနဲ့ Iris ပါဇက်ကပထမဦးဆုံးထုတ်လာတဲ့စကားက Josh သာမရှိရင်သူ့ဘဝလမ်းပြောက်မှာတဲ့။ပြီးတော့သူ့ကိုဘာလို့ကြိုးထုတ်ထားတာလဲလို့ကြောက်အားလာနဲ့မေး င်းရှာတယ်။ Josh ကစင်ကာပူဖြစ်တဲ့မြင်သားနဲ့ရှင်းပြတယ် ငါနေ့ကိုရုပ်လေဘာကြောင့်လဲဆိုတော့နင်းလိန်ချင်းတောင်မှလိန်လို့မရဘူးလေနေ့မှအဲ့ဒီလို program ပါပြီးသားနင်းကလူစားမဟုတ်ဘူး company ရ robot chip for sale တဲ့ Joy စက Iris နောက်ခါပွားတယ်သူဘာတွေလဲလို့ထပ်မေးတော့ Josh ကငါနေ့ကိုလိန်ဆက်လို့မခေါ်ချင်ပါဘူးနင်းကဒီ time ကအတိပြန်ရှိနင်းနောက်နေတာလားဆိုတော့ Josh ကရာသီဥတုပြောစမ်းလို့အမိပေးလိုက်တာနဲ့ Iris ဟာဒီနေ့တန်ဖိုးလေဝတ္တခံမင်းချက်ကိုရွတ်ချလိုက်ပါတယ်ကဲနင်းက robot ဆိုတာမယုံသိရင် နေစပိန်စကားပြောတက်ကလားလို့မေးလိုက်တော့ George ငါစပိန်လိုမပြောတတ်တာနင်သိပါရဲ့ဟဲလို့ Iris ပစက်ကစပိန်လိုကြီးပြောချလိုက်ပါရောလားဘယ်ဘာသာပဲဖြစ်ဖြစ် George ရဲ့လက်ဖြားမှာကလစ်တစ်ချက်တိုင်းမှာ Iris ဘာသာစကားမျိုးစုကိုတတင်းကအတွင်းအမျိုးမျိုးထွက်ကြလာတော့ Iris သူ့ကိုယ်သူပြန်လန့်သွားတယ် George ကဒါတွေကလည်းအမှန်မဟုတ်ဘူးနင့်ရဲ့ဉာဏ်ရည်စစ်ကိုအမြင့်ဆုံးထားလိုက်ရင်တက်ကသူကထိတိကျောင်းသားတယောက်ရဲ့ဉာဏ်ရည်နဲ့ညီမျှပြီး ခြေခံစစ်ဆိုရင်တော့ပန်ရှင်ရဲ့လုပ်တဲ့စိတ်ယုံသာသာဖြစ်သွားမှာဒါတွေအားလုံးကပန်ရှင်ကြိုက်တယ်ပန်ရှင်ရဲ့လူဝဲချက်ပေါ်မှာမူတည်နေတာဆိုတော့ Iris ရင်ကျိုးသွားတယ် Iris ကို Robot Company ကလည်းစာချုပ်နဲ့အငှားချထားတာပန်ရှင်နဲ့စိတ်ယုံသာမှာအချစ် link တစ်ခုစတင်ရတယ်ဒါကြောင့်ငါတို့စပြုတ်ခဲ့တဲ့ Supermarket ကချစ်ချင်းမြတ်တာတွေဟာ Visual ဆက်တင်သက်သက်ပဲငါတို့မှမင်းကိုငှားလိုက်တဲ့ Company နဲ့ User Agreement လက်မှတ်ထိုးခိုင်းတဲ့အချိန်မှာဒါတွေကိုသိရတာမင်းတို့ကိုယ်တိုင်ကတော့ခုကလူသားလို့ထင်မှာပေါ့မင်းနဲ့အချစ် ချင်းနဲ့ချိန်လိုက်တဲ့လူသားရဲ့စံနှုန်းကမင်းတို့ရဲ့ဘဝမင်းတို့ရဲ့တာယာမှုမင်းတို့မှာကိုပိုင်လူအင်ဆိုတာတော့မှအပြည့်အဝအာုံဆိုင်နေဖို့အချိန်မရဘူးဖုန်းမှာချိန်ပြီးသုံးတဲ့စက်တင်တွေကိုမကြိုက်လို့ factory setting ပြန်ချိန်လိုက်ရင်ပိုင်ရှင်းရဲ့လက်ပွေနဲ့နားအောင်ပါ5စက္ကန့်ဖိထားလိုက်ရုံပဲစစ်ကုန်ကြတိုင်းနဲ့မင်းတို့ပြန်ဖြစ်သွားတယ်ဒါပြန် iris တို့ဟာ robot ကုကူလိုက်နာရတယ်ပိုင်ရှင်းကိုမကြ아요ဘူးလူတလိษံအခြား robot တွေကိုမထိခိုက်ရဘူးဒါပေမဲ့အခုတော့ iris ကလူသားတယောက်ကိုကိုယ်တိုင်ဖက်လိုက်မိပြီဆိုတော့ဒါဟာ program error ရှိနေတာသူသိပြတာပဲ။ငါနှုတ်ဆက်ပါတယ်တဲ့ပြောရလိုက်တာ Iris ကသူ့မှာခံစားချက်တွေရှိနေတယ်လေ။နင့်ကိုအသေးပတ်အောင်ချစ်နေတာလေအစ်စ်ပါဆိုပြီးမျက်ရည်တွေကျလာတယ်။ Josh က Iris ဘာသာမျက်ရည်တွေကိုတုတ်ပြပြီးဒါတွေက proven ထည့်ထားတာ။နင်မျက်ရည်ထွက်လို့ရအောင်။ငါနင့်ကိုစားပစ်သွားပြတိုင်းသူတို့ကနင့်ကိုတဲ့အရန်ရည်စနစ်တူပုံမှန်ဖြစ်ပေးကြတာလေ။ နင်ဘာတွေလုပ်နေရလဲအနောက်ကလေကဲ့ရဲ့တန်ထွက်လာတယ်ငါနင့်ကိုစောင့်နေတာသူ့ကိုပိတ်ချလိုက်တော့တယ် Iris လန့်သွားတယ်သူ့ကိုပိတ်ချလိုက်တော့မယ်တဲ့ Just that way မှာသေမာထက်ကြောက်လန့်သွားတယ်ကဲ့နဲ့ကြောက်ကတော့ Iris Square ကိုထွက်သွားပြီးဆက်ပြီးစကားများကြတယ် Just ကနင်စိတ်ဟုတ်ရှိမှာပိတ်ချလိုက်လို့မပြောရဘူးလေကွာတဲ့ငါကနှုတ်ဆွန့်တယ်ရာဆိုတော့ကက်ကဘာရီလာပြောနေရလဲအဲ့ဒါနင်ဘူးနေကြကော်ဖီရုပ်သက်သက်ပဲတဲ့လှုပ်ကျက်လာတဲ့ကက်ကကြောက်ကဘာမှမဖြစ်ဘူးငါတို့အစီအစဉ်အောင်ပြန်တယ်ကွာဆိုပြီးအကင်းဖန်တန်းဖို့ကြံတယ်တကယ်တော့သူတို့တို့ကစာကြီးရဲ့ က်စီစဉ်ကိုအပိုင်ချန်ဖို့အတွက်အခုလိုဖြစ်အောင်အခွက်ချက်ကြစီစဉ်ထားတဲ့တကယ့်စုံတွဲတွေပါ။ဒါကြောင့်လည်းကက်က Iris ကိုကြည့်သူလိုမိမတွေဟာအလွယ်တကူစားထုတ်လို့ရတဲ့အရာတွေပဲလို့တွေးပြီးစိတ်ညစ်ခဲ့တာပါ။ ီစီစဉ်တွေကြောင့်လဲသူ့ချစ်သူကျော်က Iris ကိုအငှားအစကျုံနဲ့မှာပြီးနေတိုင်းအိတ်နေတာသူလဲနာကျင်ရတာပါပဲအခုတော့သူတို့တွေအကျန်အောင်လို့ပြန်ပန်းထုတ်ကြရတော့ပဲဒီချိန်မှာ Iris ကကျန်းမြင်ဘောကဓာတ်ကိုမြင်လိုက်လို့သူ့ခုံကိုရအောင်တဖြည်းဖြည်းရွှေ့ပြီးခုံသွားတယ်ဓာနာရောက်တော့ကိုကူကိုလှဲချလိုက်ပြီးဓာတ်ကိုရှူတယ် Just သူ့နာပြောင်းလာတာနဲ့လေဘင်းကိုလဝက်ဆောင်နဲ့ခုတ်ချသတိမပြောင်းလို့ပြီးစူဖာဘောကသူ့ကိုထိန်းချုပ်ထားတဲ့ဖုန်းကိုယူပြီးဖတ်ပြေးသွားပါတော့တယ် Just နဲ့ကတ်တို့သူတို့လှည့်ဝက်ချက်ကို ဆက်ပြီးဖုံးထားလို့မရတော့အီလိုင်းတို့ကိုရှင်းပြရတယ်သူက iris ကိုထိမ့်ချုပ်တဲ့ module ကိုအားလုံးရှေ့မှာထုတ်ပြပြီး iris ရဲ့ yellow မှုနဲ့ကိုကူကိုကာကွယ်နိုင်စမ်းကိုမြင့်တင်ပေးခဲ့တယ်ပြီးတော့အခြားသူတွေမထိခိုက်အောင်တားဆီးခဲ့တဲ့ program ကိုလည်းသူပိတ်ချခဲ့တယ်လို့အီလိုင်းကိုအမှန်ကတိုင်းဝန်ခံလိုက်တယ်ဒီတော့ iris ကိုသာထုတ်လို့သူတွေကအရင်တွေ့သွားရင်သူဒုက္ခရောက်ပြီးအခုလိုစာကိန်းအသက်ခံရအောင်စီမံခဲ့တယ်ဆိုတာကိုပါဝန်ခံလိုက်တယ်မူလအစီအစဉ်ကလေးကအီလိုင်းနဲ့ပတ်သက်လို့မြင့်မြင့်သက်တွေဖြစ်အောင်ကြံစီ ီထားတာလို့လဲဝင့်ခန့်နေစာကြီးကသူရှာပွေထားတဲ့ဒေါ်လာ12တန်းကိုဒီအိမ်ထဲမှာထားတာအခုတော့အီလိုက်ကိုပါတုတ်ပိခအနေနဲ့ဝေစုခွဲပေးမယ် မွေးကိုသုံးခွဲယူလိုက်ရုံပဲရှိတာပေါ့ဒီချိန်ရောက်မှအီလန်ကပက်ထရစ်ကိုပါထည့်ပြီးလေးမုံခွဲပေးရမယ်ဆိုတော့ဂျော့စ်ကဟာဘဲရမလဲသူကလူမမဟုတ်တာလို့ပေါ်တင်ကြီးပြောချလိုက်တော့အီလန်လဲပက်ထရစ်အိတ်ပါလို့ခမန်းကနဲအမိန်ပေးလိုက်ရတယ်ပက်ထရစ်ဟာလဲဂရေးဆဲယုံမန်စသတိရပါပြီသူ့ချစ်ဖို့ကိုဂျော့စ်ကဆဲယုံလို့ပြောင်ပြောတာကိုအီလန်ကရန်တွေ့နေတော့ကက်ကဝင်ပြီးအီလန်ငါတို့ကနစ်ကိုတော်တဲ့ထုတ်ပြေးသွားတယ်ဆဲယုံမောင်ကိုပူရှာပေးတာနဲ့ဒေါ်လာ၄တန်းပေးနေတာတန်ပါတယ်ဟာလို့ဝင်ပြောလိုက်တော့အီလန် န်နင်ကြသွားတယ်။ပြောတယ်မှာအရင်စတယောက်သူသိထားတဲ့လျှို့ဝင်နံပါတ်နဲ့ just phone ကိုဖွင့်လိုက်တယ်။တကယ်တော့ robot တွေကလည်းသူတို့ရဲ့သခင်နဲ့စိတ်ထားတွေကိုအခုမှတ်နေကြသဘဲဆိုတော့ Joy ရဲ့လျှို့ဝှက်ချက်ဆိုတာအဖော်ဆက်ဦးတွတ်တော့မသိတာနဲ့ပါတယ်။သူကြေးရေကို40လောက်ပဲတင်ထားတာတွေ့တော့အော်ငါ့ကိုတော်တော်ချစ်ရှာတဲ့ Joy လို့ပြောင်ပြုံပြုံပြီးငယ်ရေကိုယာနှုံးပြတင်လိုက်ပါတော့တယ်။ကဲအဖိုးဆောင်ငယ်60ရာခိုင်နှုန်းကြီးကြံပါအောင်ဟာအင်ဂူပြန်အဝေစားနဲ့ဝေဝူယူပြီးလွမြောက်ရအောင်သွားမယ် ဒီလိုစပြီးစဉ်းစားတယ်ပထမဆုံးဒီကနေထွက်လမ်းကြုံကားသားစီမဲ့ဆိုပါစို့တကယ်လို့သွေးတွေပင်နေတဲ့သူ့ကိုဘယ်ကားကမှရပ်ပေးမှာမဟုတ်ဘူးလို့တွေးပြီးကဲဒါဆိုရင်အိမ်ကိုလမ်းလျှောက်ပြီးပြန်မယ်အိမ်ပြန်ရောက်ဖို့လမ်းနဲ့ချီပြီးကြာနိုင်တယ်ကြောက်ရင်လေဂျော့စ်ကကျူးစုပါတဲ့အချစ်ရယ်ဆိုပြီးတွေ့လာတဲ့သူ့ကိုတန်းပြီးပစ်ချမှာတနည်းပဲရှိတယ်ဂျော့ဖုန်းကကားကိုပါထိန်းချုပ်တာဆိုတော့ကားကိုယူပြီးလူရလူကြောင်သွားတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ် Iris စာခဲ့ရင်ဘက်ကိုပြန်လှည့်လာတော့လူစုခွဲပြီးရှာနေတဲ့ Eli နဲ့ Patrick နဲ့တိုးလို့တပင်းတပင်းနောက်မှာဝ င်ပုတ်လိုက်ရတယ်။အီလန်ကဂျော့တို့စီစဉ်တွေဟာတိတ်မပိရဘူးလို့နှစ်ကိုကြားအဖြစ်တင်းနေတယ်။ဒီချိန်မှာပက်ထရစ်ကသူဟာရိုဘော့ဆိုတာသိနေတာကြာပြီလို့မျက်နှာငငယ်နဲ့ထုတ်ပြောလိုက်တော့အီလန်အံ့ဩသွားတယ်။သူနဲ့အီလန်အတူချစ်ခဲ့ကြတဲ့နှစ်တွေအတွင်းမှာဆက်ဆက်စဉ်းစားမိကြွားတာတဲ့။အီလန်ကငံသားမလဲဘူး။မင်းကလိမ်လို့မရဘူးလीဆိုတော့ပက်ထရစ်ကသူ့လိမ်နာမဟုတ်သူ့ရထားတဲ့မှတ်ဉာဏ်တွေကိုတုံးကပ်လိုက်တာ။ အစစ်မှန်ကအရင်တိုင်းပြောတာလေယံပြဟုဆိုပြီးသူတို့စတွေ့တဲ့ဖြစ်တွေကိုပြန်တွေးရင်ချစ်တာခလည်းအစစ်ပဲတဲ့ဒါတွေကိုတစ်ပင်နောက်ကနေနားထောင်နေတဲ့ Iris ကြတော့သူ့အဖြစ်နဲ့နှိုင်းရှင်ပြီးဝမ်းနဲ့သွားတယ်ဒီချိန်မှာ Jot ဖုန်းကဝင်နေကြ Note တခု အချက်ပေးလိုက်တော့ Elin သတိထားမိသွားပြီးတစ်ပင်ရှိရာတနက်နဲ့ပြီးချလိုက်တယ် Elin ကထွက်ပြေးတဲ့ Iris ကိုတောင်စုံတနေရာမှာဝင်လုံးနေ Iris ရဲ့ program ကို Jot ကပြင်ဆင်ထားတယ်ဆိုတာမိနေတဲ့ Elin အလိုလျောက်ကာကွယ်ခုခံတဲ့စနစ်ပွင့်နေတဲ့ Iris ရဲ့လက်ချက်နဲ့ ီသွားပါတော့တယ် Iris ကစာခဲအိမ်ထဲမှာရထားတဲ့ကားတွေကိုခုတ်ဝင်းလာ우 Josh ကအချိန်မီမတောင်းနိုင်နိုင်လိုက်အပြင်မှာရက်ပြီးဒေါသထွက်သွားတယ်ပထမတော့ကားကိုအိမ်ပြန်မယ်လို့အမိန်ပေးတာကို Josh တမ်းမဟုတ်လို့အသိမှတ်မပြုတ်ဆက်ကမနှိုး Josh ကလည်းကြောက်လို့နဲ့မှန်ကိုအတင်းရခွဲနေချိန်မှာ Iris က Josh တန်းကိုတုပပြီးကားဆက်နှိုးနိုင်လိုက်တယ်လို့ကားဘင်းကလည်း Josh ရဲ့ခြေဥ်ကိုဖျက်ကျိတ်သွားပါတယ် Josh အိမ်ထဲကိုပြေးဝင်ပြီးစာခဲရဲ့ဖုန်းကိုတဲတန်ရှာတယ်။ Iris ကိုမတားနိုင်သူ့ခြေထဲအောင်းသွားနိုင်တယ်။ဒါကြောင့်စာခဲ ရဲ့ဖုန်းနဲ့သူကအရင်ရဲကိုဖုန်းဆက်ကားပန်ရှင်ကကားခိုးမှုကိုအစီရင်ခံလိုက်တဲ့အတွက်ကားအင်ဂျင်ဟာအလိုလျောက်ရပ်ပြီးလမ်းဘေးမှာထိုးရက်သွားပါလေ Iris ကိုလည်းကားထဲမှာလော့ချပြီးဖမ်းထားလိုက်တယ် တဆက်တဲ့ဂျော့ကအရစီကိုဖုံးဆက်ပြီးငါထောင်းမှန်ပါတယ်နင့်နေငါကိုချစ်သေးရဲ့မဟုတ်လားအဖြစ်တွေအားလုံးကိုပက်ထရစ်ပေါ်လွှဲချပြီးအိမ်တူပြန်ကြပါစို့ချစ်ရာဆိုပြီးအပျော်စွဲလိုက်နဲ့လမ်းစီုံပါတော့တယ်အရစ်ကလည်းနေငါကိုလူတက်မိအောင်ပရိုဂရမ်ကိုဂျေဘရစ်လုပ်လိုက်တာ Josh ထမျိုးကပြန်တင်လို့မရတော့ဘူးဆိုပြီးဖုန်းကိုချပစ်လိုက်တယ်။ကိုရှူးကိုပတ်သွားပြီးဒီတော့သူစင်ကြံကြံတယ်။ Eli Long ကိုပွေဖက်ပြီးချက်သေးသေးနေတဲ့ Patrice ကိုပြန်သွားတယ်။ Eli ဖုန်းမှာ module ကိုထုတ်ပြီး Patrice ကိုရန်လိုတဲ့တိုက်ခတ်န ိုင်တဲ့ကုတ်တွေထက် Iris ကိုရှာပြီးအမဲဖြတ်ခိုင်းတယ်။ Patrick ကတော့တုံနေပါဝဲလုံနေတော့ Eli ရဲ့လက်မှတ်ကိုတုံပြီး Patrick ကို format setting ပြန်ချ reset ပြန်ကက်လာတော့အချစ်နဲ့ကို Josh ကသူ့မျက်နှာနဲ့ချိန်ဆက်လိုက်တာ Dinosaur မီးတက်နေတဲ့ဇလန်ပါ Eli နေရာကလေ Josh ဖြစ်ပြောင်းသွားပါလေ။ဒီကြော Patrick က Josh ကိုချစ်သွားပြီး Josh ရဲ့ခိုင်းပတ်ကြီးလုံးလုံးဖြစ်သွားပါတော့တယ်။ Lambert ဒီနေရာမှာ Eli ဟာကားမှန်ကိုချိန်နဲ့ချိန်ချိန်တက်ပြီးကားတွေကနေထွက်လာတိုင်းချင်းတတော်ကင်းလေရဲရာရှိတကူးနဲ့တွေ့တော့သူ့သူကဘာ ာသာစကားကိုဂျပန်ဘာသာပြောင်းလိုက်တယ်။တွေးဆနေတဲ့ကြောက်ကလိန်ကြပြောဆိုနိုင်စွမ်းမရှိတာကြောင့်စကီးရဲ့ဗီဇာကလေးထွက်လာတယ်လို့အမှန်တိုင်းပြောမိလိုက်တယ်။ဒါပေမဲ့ဂျန်နာတွေကဂျာမန်လူဖြစ်နေလို့ဘလို့မှနားမရှင်းဒီတော့စကီးရဲ့အိမ်ကိုပဲရဲကပြန်ဖို့ပေးမယ်လို့ပြောပြီးပါကားထဲမှာထွက်ကားထဲမှာတွေးဆနေတဲ့ဓာတ်ကိုတွေ့သွားတော့အကျက်ဖတ်ထားသူဖြစ်နေတဲ့တနက်ချိန်ပြီးဖမ်းဆီးဖို့လုပ်ပါတော့တဲ့ဒီချိန်မှာတိုက်ခိုက်နိုင်တဲ့ကုတ်တွေအဖြစ်ခံထားရတဲ့ပက်ထရစ်နောက်ကနေရောက်လာပြီးအရာရှိကောင်းကိုလက်ချိဖလာနဲ့ဇီဝင်ချုပ် ဂျော့ရဲ့ဖုန်းထဲကလေ Iris ကိုအိတ်ဆက်မုတ်ပြောင်းလိုက်တော့ဖတ်ပြေးနေတဲ့ Iris ခောက်ကနေလဲကြအိတ်ပြော်သွားပါတယ်အချိန်နဲ့ငယ်ကြဖီလာတဲ့ရေကားတစ်စီးဝင်လာလို့ Josh နဲ့ကလန့်သွားတယ်အပြင်ထွက်ကြည့်လိုက်တော့ Patrick က Iris ကိုပွေပြီးကားထဲကနေထွက်လာတာတွေ့လို့သူတို့အံ့ဩကွာရပြန်လေကားနှုတ်ခမ်းမှာတော့ရဲရရှိရဲ့အလောင်းဒါတွေမင်းနှုတ်ကက်ကလည်းပိတ်လန့်သွားပြီး သူနဲ့ဆိုင်တဲ့ဝေစုတစ်ဝက်ကိုယူဖတ်ပြေးဖို့ကြံပါတော့တယ်ဒါပြင်ကက်ကလည်းစခဲ့တဲ့ကကြောက်ဘူးဖလှယ်စားထားတဲ့တစ်ချက်ရှိတယ်တကယ်တော့စခဲ့က ပင်ခိုင်းဘန်မူရီစေဝါနဲ့မှမပတ်သက်တာမန်နီးနဲ့ကျော်ဝချမ်းသာလာခဲ့သူအခုသူပြောမှဒါကိုသိရတော့ဂျော့စ်ကနင်းတို့လိုမိန်းမတွေကပြဿနာကြီးတစ်ခုကိုတတ်တိုင်းမကူထားကြတာကြီးပဲလို့ဒေါဖောင်းသွားတယ်နင်းမတော်ရဘူးလို့လဲတားပေမဲ့ဂျော့စ်ကငါကနင်းဆက်ရုံမဟုတ်ဘူးတဲ့သူကိုယ်တိုင်တားမရတော့ဂျော့စ်ကလည်းပက်ထရစ်ကိုတားဖို့အမိန်ပေးလိုက်တာပက်ထရစ်ဟာနီးစရာဓာတ်ကိုကောက်ကန်ပြီးဂျဲရန်နောက်ကျောကိုတစ်ချက်သေးနဲ့ထိုးချလိုက်ပါတယ်ဗီလာထဲမှာလူသားစင်စစ်စလို့ဂျော့တူးတဲ့သာကြံရှိတော်တယ်ဒေါ်လာ12သန်းလုံးသူ့ ့ပိုင်ဖြစ်သွားပြီပေါ့အဲ့ဒီညမှာ Josh က Iris ကိုပြန်နှုတ်လိုက်တယ်ဒီခါတော့ခုံမှာသူဟာလက်ထိတ်တန်းလန်းနဲ့နိုးလာတယ်ပထုကဝိုင်းဖောက်ပြီးလာတိုက်နေရင်ကစစ်စကားတွေခရတတ်တာအပြန်လန်ပြောနေတော့ Iris ရင်ထဲအသေးကွဲယုံသားမကဆက်ဆုပ်ယွန်းရှာသွားတယ်နောက်ထဲကျန်နေတဲ့အချိန်မှာ Iris က Chicken သမီးတွေကသူ့ပြင်မဟုတ်ဘူးလို့ပြောတယ် Josh ကတော့အခုဖြစ်ရတဲ့အားလုံးရဲ့အကြောင်းရင်းကမင်းပဲ Iris ကမဟုတ်ဘူးကြော့ရှင့်ရဲ့လောဘကဒီလိုတွေဖြစ်စေတာလို့ပြန်ပတ်လိုက်တော့ Josh ရှက်လဲရှက်ဒေါသလည်းထွက်သွားတယ်ဒါတင်းသားမက IRS ကဒီလိုဒေါ်လာပန်းချီရကွာတာနဲ့ရှင့်ရဲ့အားနည်းချက်တွေဖုံးကွယ်နိုင်ပြီလို့ထင်နေသလားလို့ပြောချလိုက်တော့ Josh ကလည်းနေသိဉဏ်ကောင်းနေတဲ့ပေါ့ဟုတ်လားဆိုပြီး IRS ရဲ့ဉာဏ်ရည်စင့်ကိုတုံ့ပြန်အထိပြန်ပြောင်းလိုက်ပါတယ်ပြီးတော့လက်တစ်ဖက်ကိုဇွဲကနေတတန်းနဲ့မြုပ်ခိုင်းထားလိုက်ပြီးအဲ့ဒီအောင်မှာဖယောင်းတိုင်မိကိုထားလက်ကိုမိရှို့လေလို့အမိန်ပေးလိုက်ပါတယ်ဒီချိန်မှာထုတ်လို့ရေးကုမ္ပဏီက Josh ကိုဖုံးဆက်ပြီးပြုပြေးသမားတွေရောက်လာတော့မယ်လို့လှမ်းပြောတယ်ကျော့စ်ကလည်းလာခဲ့ဖို့ခေါ်လိုက်တယ်တကယ်အကျန်စီကတော့ရုပ် program အလွဲအမှကြောင့် iris သူ့ကိုယ်သူစီရင်သွားတယ်လို့ထင်ရအောင် iris လက်ထဲပနှက်ထက်ပြီးနှစ်ထင်ကိုထောက်ခလုတ်ကိုဆွဲချခိုင်းလိုက်ပါတယ် iris လက်ခုကန်လိုတဲ့အတွင်းနဲ့ဝမ်းနဲ့မျက်ရည်တွေကျပြီးမဲ့ပိုင်ရှင်ရဲ့မိတ်ကိုဖီဆန်နိုင်ခြင်းမရှိတာကြောင့်မောင်းခလုတ်ကိုချုပ်ချလိုက်ပါတော့တယ် ခဏကြာတော့ပြုတ်ပြေးဝန်ထမ်းတို့ကရောက်လာတယ်။ Josh ကသူနဲ့ကက်ကနုကိုကလေးကညီစွမ်းနေတာ။ဒါကူ Iris မြင်သွားတော့သူထင်ရတယ်ရှုံးလို့တော့တာပဲလို့ထက်ခါထက်ခါ Lin ပြောလိုက်တယ်။ပထုတ်ကလည်း Joy ရဲ့ညွှန်ကြားထားလို့ဂျဲရရှိဖြစ်ဟန်ဆောင်ထားတယ်။ဘာပဲဖြစ်ဖြစ်ဝန်ထမ်းတွေကသူတို့ဟာအမှုလာစစ်တာမဟုတ် Robot ပြက်ကိုလာပယ်ကြတာဆိုတော့စက်သက်ခံပြန်ဝူသွားဖို့လုပ်ကြတယ်။ပြောင်းရွှေ့နေရင်က Iris ရဲ့ SSD ကိုဖတ်ပြီးအစီရင်ကစတင်မယ်ဆိုတော့ Josh စိတ်ရှုပ်သွားတယ်။ Chipper Robots ပြကသူတို့မြင်သမျှကြားသမျှ တွေကိုအလုံးမတန်းတထားမယ်ဆိုတော့စာချုပ်မှာပါပြီးသားဒါကချက်မှာမြုပ်ထားတာအဲ့ဒီချက်ကို Josh က short တွက်မိသွားတယ်အခုတော့သူ့ရာဇဝမှုတွေအလုံး SSD data ဖြစ်နေပြီဆိုတော့သူ့ဘဝပြက်ပြီပေါ့ Josh ရင်လည်းကောင်းဆန်သွားတယ် robot ပြက်ကူလာတဲ့ villain တွေကလည်းအပြင်ရောက်တော့စနစ်ကိုပိုင်ရှင်က jailbreak လုပ်ထားတယ်ဆိုတာရိပ်မိကြတယ် Iris ကိုနောက်ခံမှာ sister update လုပ်ထားလိုက်ပြီးသူတို့ပြန်မှုကားကိုလှည့်လိုက်တဲ့အချိန် Patrick ကသူ့လမ်းကိုရှေ့ကနေပိတ်ထားတယ်ဝင်တဲ့တဲ့ကိုစနစ်နဲ့ပြစ်ချလို့ Anthony's ဆိုတဲ့ကြံတယောက်ကတော်ရဲကိုဖတ်ပြတယ်။ Iris ရဲ့စနစ်ကလည်း100% update ဖြစ်လို့ပြန်နိုးလာတော့သူ့မှတ်ဉာဏ်တွေကတော့ SSD ရဲ့မှာအကောင့်တန်းရှိသေးရင်ဖလား။သူ့ကုံပြန်မှတ်မိတယ်။ဂျေဆက်တစ်ခုကိုယူပြီးတော်ရဲကိုသူ့လိုက်သွားတော့ Patrick က Anthony ကိုတတ်ဖို့လုပ်နေတဲ့အချိန် Iris ကရလုံမှုအဆင့်ကုံရပြန်ညှိခံထားရလို့လက်တွေမှာတော့မတိုက်ခိုက်နိုင်။သူပဲချက်ရိုက်တာခံပြီးနောက်လန်ကြသွားတယ်။ဒီတော့မှ Iris ကစကားနဲ့အနိုင်ယူဖို့ပြောင်းလဲဆုံးသူ့ကိုကျင့်ဆက်နဲ့တုံ့မလို့လို့တော့ Iris က D ဒီခန်းစားချက်ကနာကျင်မှုနဲ့တူတယ်။ငါခိုထဲမှာမိလောင်နေသလိုပဲဒေါသတွေနဲ့တောက်ပနေတယ်လို့ပြောလိုက်တော့ Patrice နဲ့ စပြီးရှုပ်သွေးထွေးသွားတယ်။ Iris ပြောလိုက်တဲ့စကားတွေကအီလိုင်ရဲ့နောက်ဆုံးအချိန်တော့တယ်မှာသူတို့မြောက်တဲ့ရှီတုံးက Patrick ကိုယ်တိုင်ပြောခဲ့တဲ့စကားတွေပါ Patrick ရဲ့မှတ်ဉာဏ်တွေပြန်နိုးထလာတယ်။နိုင်ချစ်တာကအီလိုင် job ကိုမဟုတ်ဘူးလို့ Iris ကလည်းပြောတယ်။ Patrick ရဲ့စနစ်ထဲမှာအီလိုင်ကိုမြင်နေ job ကိုမြင်လိုက်နေနောက်ဆုံးတော့အီလိုင်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေကပိုများလာတော့သူ့ရဲ့အခြေဥဟာအီလိုင်ဖြစ်တယ်ဆိုတာကိုရင်နာနာနဲ့ပြန်မှတ်မိသွားတယ်။ဒီတော့အီလိုင်ကိုဆုံးရှုံးရသည်ဆိုတာသိသွားတဲ့ Patrick သူ့ပါဇက်ထဲကျင်းဆက်ထက်ပြီး ်သူ့ကိုယ်သူအိတ်ဆက်သွားအောင်နှုတ်လိုက်ပါတော့တယ်။ဘာပဲဖြစ်ဖြစ် Iris က Anthony ကိုတော့ကဲ့တင်နိုင်သွားတာပေါ့။ Josh ဝေကြီးကိုမှပြီးဖပေးမယ်လို့ကြံနေတော့အိမ်ထဲကနေချင်းကန်ထွက်လာတယ်။သူက Patrick ပြန်လာတယ်လို့ထင်နေသေးတယ်။တုံ့ပြန်သူမရှိလို့သူကိုယ်တိုင် CD ဆက်ကိုဝါပိတ်တော့မှကောင်းကင်း Josh ရေးတယ်။ Iris ရဲ့ခေါ်တဲ့ထွက်လာလို့သူလန့်သွားတယ်။ Iris ရနင်ဘာလုံးမသေးနိုင်သေးတာလဲဟာဆိုတော့အကဲပူပနေပါနဲ့ George ရပြုံးမီပြောချင်အောင်စောင့်နေလိုက်စမ်းပါလို့ Iris ကသူ့စကားနဲ့သူပြန်ထဲလိုက်တယ်ဒါပြင်ခုလေးတွေမိတ်မိတ်ဆွေတစ်တယောက်ရထားတယ်သူက program တွေကိုပြေဝဖြုတ်ပြီးအားလုံးကို Iris ကိုတိုင်အပြေဝပြန်ထိချုပ်ခွင့်ရအောင်လုပ်ပေးသွားတယ်တကယ်လဲ George ကဖုန်းကလေ Iris ကိုချိတ်ဆက်လို့မရတော့ပါ Iris ကငါလွတ်ပြောက်သွားပြီခေါင်းကိုကြီးစက်မှတ်လာသိတ်တန့်သွားတယ်ကျေးဇူးတင်လိုက်တာတဲ့ Iris ကသူ့ခေါင်းသူပြစ်ချခဲ့တဲ့တလက်ကိုယူပြီး Josh ကိုချိန်တယ် Josh သူ့စီကိုဂလန်ချင်းတို့လာတော့သူတို့ချင်းစတွေ့ခဲ့ကြတယ်ချစ်ခဲ့ကြလဲမှတ်ညံတွေက Iris ကိုလာထောက်ရှက်နေတယ် Josh ကနင်ငါ့ကိုမတက်ပါဘူးနင်ငါ့ငါ့ကိုသိတ်ချတဲ့သူလေးလို့ဆိုပြီးတလက်ကိုလူ Iris ကိုကင်ဆယ်လိုက်ပါတယ်နောက်ဆုံးတော့ Iris ရဲ့ website ကိုတလက်နဲ့ထောက်လိုက်တယ်အဲ့ဒီမှာမှတ်ညံနဲ့သိမ်းထားတဲ့ SSD ရှိနေတယ် mount တင်လိုက်တယ်နေ့မှ ထပ်ပြောစရာရှိသေးသလားလို့မေးလိုက်တော့ Iris ကရှိတယ်။နင်အိတ်လိုက်တော့ Josh ဆိုပြီးဝိုင်းဖောက်တန်တဲ့ Josh နဲ့တင်ကိုထိုးချလိုက်ပါတော့တယ်။ Iris သူ့ကိုယ်ပေါ်ကသွေးတွေအတွက်ရေချိုးကနေဝင်လိုက်တယ်။သူ့လက်ကတော့စေဦးလက်ဒေါ်လာ12သန်းပိုင်ပြီးကိုယ်ကူကိုထိန်းချုပ်နိုင်စွမ်းနဲ့လူမြောက်သူ robot မှလည်းဖြစ်သွားပါပြီ။ မှတ်မိတယ်ဖက်ကဆလန်ဆာတို့က Iris ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ် Iris ရဲ့ရင်ပထဲကကဘာကြီးချက်ချင်းလက်လက်သွားပြီးတကယ့်ကိုအိပ်ပဲရှိသွားတဲ့ခန်းစားချက်မျိုးဘဝမှာနှစ်ချိန်ဖြစ်ဖူးတယ်ဆိုတာလေမြမချင်းကတော့ချီယာသူဂျော့စတဲစတဲ့စုံစည်းခွင့်ရတဲ့နေလေးပါပြောစရာချမ်းတဲ့နောက်တစ်ချိန်ကတော့သူဂျော့ကိုတက်မိလိုက်တဲ့ဒီနေ့ပါပဲကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်